ဒီဦးဇင်းရဲ့ဘွဲ့နာမည်ကတော့ဒေါက်တာပါမောက်ခပါဒီတက္ကသိုလ်မှာသုတေသနနဲ့ကျန်းပြူဌာနဌာနမူတာဝန်ထမ်းဆောင်နေပါတယ်သုတေသနနဲ့ကျန်းပြူဌာနဖြစ်တဲ့အတွက်ဟိုတက္ကသိုလ်မှာကတော့တက္ကသိုလ်ပညာရေးရဲ့မန်တိုင်းဒီပင်ရန်သုတေသနပဲလေနော်သုတေသနပဲဖြစ်တဲ့အတွက်နောက်ပါမောက်ခဆရာကြီးဒေါက်တာတန်းထွန်းလည်းပြောခဲ့တယ်လေတက္ကသိုလ်တက္ကသိုလ်ရဲ့အသက်ဆိုတာသုတေသနပဲပေါ့နော်အဲအဲ့ဒါကြောင့်မို့ဒီတက္ကသိုလ် ီရနာမြနိကေဘုဒ္ဓတက္ကသိုလ်ကလည်းပဲတက္ကသိုလ်တစ်ခုဖြစ်တဲ့အတွက်ဒါကြံပြုဉာဏ်သူတေနာပြုရဲ့လောက်တဲ့အလောဟာဒါတကယ်တော့တက္ကသိုလ်ရဲ့ main ပါပဲအဲ့တော့ဒီတက္ကသိုလ်မှာဒါညာတော်အဖြစ်ကရဟန်းတိလာရှင်နေလူတွေလည်းပါပါတယ်သူတေနာလောက်ကြတာတော့ဒါပေမဲ့ဒီလေးလာရတဲ့သူတေနာလောက်ရတဲ့ ဖီးရပါဖြစ်နေလဲဆိုစပေဖီးပေါ့နော်စပေဗုဒ္ဓစပေနဲ့ပတ်သက်ပြီးရမှာသူတင်လာလောက်ရတာဖြစ်တဲ့အတွက်အဲ research and literature သဘောမျိုးတော့ဖြစ်နေတာပါအဲ့လိုအဲ့တော့ဟိုအပြင်အပြင်တက္ကသိုလ်ကြီးတွေလို့တော့ဟိုအဲသူတင်နာပိုင်းမှာနည်းနည်းအပြော့တဲ့အပိုင်းတွေတော့ရှိတာပေါ့နော်ဘာလို့လဲဆိုတော့ဒီဖီးကိုကသူစပေသူတင်နာဖြစ်တဲ့အတွက်အဲဒါမဲ့စပေသူတင်နာဖြစ်ပေမဲ့ ဟိုထင်တဲ့လောက်ကြီးတော့လဲအားမပြော့ပါဘူးဘာလို့လဲဆိုတော့ဒီစပေတိုင်းဆိုင်ရာမှန်တယ်ဒါပေမဲ့ဟို practical method တွေသုံးလို့ရတာမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေဆိုတော့တိတ်တော့အားတော့မပြော့လောက်ဘူးဒါပေမဲ့ဟိုအပြန်လောက်ကြီးတော့လဲတာကြီးသူတင်တာတိတ်ပြီး strong ဖြတ်တာမျိုးတော့လဲမဟုတ်ဘူးပေါ့နော်အဲ့လိုအဲ့တော့ဒီမှာတွေ့ရတဲ့အခက်အခဲကဘာတွေ့ရလဲဆိုလို့ရှိရင်တက်ကတော့ချမှတ်တဲ့ format ပေါ့နော် format ကိုចောင်းသားကော အဲဟိုဌာနမှာရှိတဲ့ဆရာတော်တွေရောနည်းနည်းဟိုကျန်း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 မရောက်သေးတာဖြစ်နေတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆရာတွေကလည်းသူတို့ဖြတ်ခဲ့တဲ့တက္ကသိုလ်တွေရဲ့ format ကိုအသေးသူတို့လည်းပုံစံကြနေရပေါ့ပြောမယ်ဆိုရင်သူတို့အဲ့သူတို့ဖြတ်ခဲ့တဲ့တက္ကသိုလ်တွေရဲ့ format ကိုပဲအသေးကင်ထားပြီးဒီဟာ format ကိုကြတော့နည်းနည်းလေးအဲနည်းနည်းလေးဒီဟာ format နဲ့သူတို့ တည်ထားတဲ့ format နဲ့ကြတော့နည်းနည်းလေးအဲ့မှာတစ်ခါတစ်ခါကြတော့ဟိုနည်းနည်းလေးသူတို့ format ဘက်ကိုပဲရင်ရင်သွားတာမျိုးတွေရှိတယ်ပေါ့တက္ကသိုလ်ကတော့ format ချထားပြီးသားမှန်တယ်တက္ကသိုလ် format ဒီရန်နာမြင့်ကတက္ကသိုလ်ကရန်နာမြင့် format တက္ကသိုလ်ရဲ့ format ချထားပြီးသားရှိတာမှန်တယ်ဒါပေမဲ့ဟိုဒီ format စာအုပ်ကိုဆရာတော်တွေကနည်းဖတ်တာလေ့လာတာအားနည်းတဲ့သဘောလည်းပါတယ်ထင်တယ်အဲသူတို့ရဲ့ဖြတ်တန်းခဲ့တဲ့ format ကဟို strong ဖြတ်တာလည်းပါတယ်အဲ့တော့နည်းနည်းလေး format ပိုင်းဆိုင်ရာမှာတော့တစ်ခါတစ်ခါမှာ ဲတက်ကတော့ချမှတ်ထားတဲ့ format ကတည်းကအပြင်ကိုရောက်ရောက်သွားတာမျိုးတွေရှိတာပေါ့နော်အဲ့တော့ဒီကချထားကြတဲ့ format ကတော့ဗာလဲဆိုလို့ရှိရင် Chicago Manuel style ကိုအဓိကအမ်မန်တိုင်ထားတာပါပဲဒါနိုင်ငံတကာမှာသုံးတဲ့မန်တိုင်ပါပဲအဲ့လိုရှိပါတယ်အဲ့တော့ဟိုလူတွေရောဘုန်းကြီးတွေရောဖြစ်တဲ့အတွက်ဘုန်းကြီးတွေဥစဉ်နေကြတော့ဗာဖြစ်လဲဆိုလို့ရှိရင်ဟိုဒီသူတင်နာကအခုမှ ဒီဒီဟွာကဒီမတ်တပ်တွေကသူတင်တဲ့မတ်တပ်တွေကအခုမှစတွေ့တာမျိုးတွေဖြစ်နေဖြစ်နေတော့ရင်ဒီဘက်မှာတော့ကြွန့်ကျင်မှုစပိုင်းမှာအားနေတာတွေ့ရတယ်အဲလူတွေကြတော့လဲအဲကြောက်မဲ့ဆုံးတော့ဗမာပြည်ရဲ့အနေထားကိုကဟိုလူပိုင်းရောအဲရာမိုင်းရောပေါ့နော်သူတင်တဲ့ဘိုင်းမှာကြတော့နည်းနည်းလေးအားနေတာရှိတယ်အဲ့ဒါတွေတွေ့ရတယ်ပေါ့နော်ဒါနောက်ပိုင်းမှာတော့တော်တော်လေးဟိုသူတင်တဲ့ဘိုင်းဆိုင်ရာတွေကျပြန့်လာရင်တော့ဒါတွေက တွန့်ကျဲလာတာမျိုးစောင်းဖြစ်လာတာမျိုးတွေရှိလာမှာပါအဲ့လိုတော့ရှိပါအဲ့တော့ဒီနှစ်ပိုင်းဖြစ်နေတာပေါ့ဒီဒီဒီဘုံကြီးတွေဆရာတော်တွေဥစဉ်တွေကိလရှင်တွေကိုဒီဘက်မှာသူ့တက္ကသိုလ်ပိုင်းကိုကူးလာတာဖြစ်တဲ့အတွက်သူကဟိုသူ့ရဲ့ငယ်ဘဝဖြတ်တန်းခဲ့တဲ့တင်ကြတဲ့မတ်တက်ကပါဖြစ်လဲဆိုလို့ရှိရင်ရိုးရနီးအဲဟိုပရိယတ်တိနီးခေါ်တာပေါ့နော်ပရိယတ်တိနီးဆိုတာက ဟိုဘုံเจ้าမှာစာတင်တိုင်းမှာတင်တဲ့နီးရပါလဲဆိုလို့ရှိရင် traditional method ပေါ့ traditional method ဖြစ်တဲ့အတွက်ဘာလို့အဓိကထားလဲဆိုလို့ရှိရင်သူက old knowledge ကိုပဲအဓိကထားတယ်စာအုပ်ထဲတွေမှာရှိပြီးသား knowledge တွေကိုပဲအဲ collect လုပ်ရတယ် collect လုပ်ပြီးမှဒါကိုပဲပြန်တင်ပြရတာမျိုးတွေဖြစ်တော့ရင်သူကတော့သူတင်နေတာတိတ်မပါဘူးပေါ့ပြောမယ်ဆိုရင် data ကို collecting လုပ်တာလောက်ပဲဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ကကျတော့တက်တက်ကတူပညာရေးကျတော့ဒီ data collecting လုပ်အောင်လောက်နေမှာပြည့်စုံဘူး ီပေါ်မှာ collect လုပ်ထားတဲ့ data တွေပေါ်မှာသုံးသပ်ရတာမျိုးအဲသူ့ data လောက်ရတာမျိုးတွေချက်ပြရမှာအဲ့ဒီကမှတွေ့ရှိတဲ့ finding new finding တွေကိုထုတ်ထုတ်ရတာပေါ့အဲ့တော့ education system ပြောင်းသွားတယ်ပေါ့ပြောရမယ်ဆိုတာနော် education method ပြောင်းတယ်ပေါ့ဟို predictive ကလောက်ခဲ့တဲ့ study style ကဘာလဲဆိုလို့ရှိရင်အဲဘယ်စာအုပ်မှာဘာတွေရှိတယ်ဘယ်စာအုပ်မှာဘာရှိတယ်ဆိုတော့ရှိပြီးသား data တွေကိုလိုက်ရှာပြရတဲ့သဘောလောက်ပဲဖြစ်တယ် ဒါကတော့ဥမတ်သက်ပေါ့နော်ဥမတ်သက် traditional မတ်သက်ကပေါ့ဒါပေမဲ့ဒီတက္ကသိုလ်ကျတော့ဗာလဲဆိုတော့ research ဖြစ်တဲ့အတွက်သူတင်တာဖြစ်တဲ့အတွက်ဗာလဲဆိုတော့ဒီ old knowledge ကိုအခြေခံပြီး new finding ဟုတ်လားအသက်ဘာတွေတွေ့အောင်မလဲဘာတွေရှိအောင်မလဲဘာတွေဖြစ်နိုင်သေးတယ်လဲဆိုတာကိုရှာပြရတာဖြစ်တဲ့အတွက်အဲစစ်တမ်းနှစ်ခုကတော့ပညာရေးမှတ်တမ်းနှစ်ခုကတော့နည်းနည်းလေးကွာချက်ကွာတယ်ပေါ့လေနော်အဲ့တော့ပြောမယ်ဆိုရင်တော့ ဒါကောင်းပါတယ်ဒီဘက်မှာတက္ကသိုလ်ပညာရေးဘက်ကိုဆရာတော်တွေဝိုင်းစုပြီးရမှာတက္ကသိုလ်ထောင်တဲ့ပုံစံတွေကတက္ကသိုလ်ထောင်ပြီးရမှာဒီခက် modern method ခေါ်တော့ဗောနော်အနောက်တိုင်း method western method တွေကိုဒီဘက်မှာ study method ပုံစံနဲ့ပြန်လာပြီးအသုံးပြုတဲ့အတွက်ကောင်းပါတယ်ဘာလို့လဲဆိုတော့ပညာရေး method နှစ်ခု old traditional method ကလည်း new tradition new method ကိုကြောင်းပြီးလေ့လာရတာဖြစ်တဲ့အတွက်ပညာရေးဟို level တစ်ခုကိုတော့ရောက်သွားမှာပါပဲเนาะ ဲ့တော့ကောင်းပါတယ်အဲကြောင့်မို့ဒီရန်နာမြန်ဘုရားတက္ကသိုလ်ကိုဟုတ်လားမြန်မာပြည်တွင်းမှာရှိတဲ့ရန်သီလရှင် လူပရိသတ်တွေရောနိုင်ငံတကာမှာရှိတဲ့ဟုတ်လားဘုရားဗတာကိုစိတ်ဝင်စားတဲ့အဲပုံကိုယ်တွေရောမြည်သူမဆိုပေါ့လာရောက်လေးလာတက်ရောက်တင်ကြားနိုင်ပါတယ်လို့ဝေကမ်းလုပ်ပါတယ်လို့ပြောကြပါတယ်